တော်လာမိဘပြည်သူများမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့အမနစခုစစ်ပြူဟာဒီဝတောင်ကန်ရေဘော်အင်မထုံဖြစ်ပါတယ်ကျွန်တော်ဒီတတုံခရိုင်တမတ်1 PDF တောင်ကန်ဖြစ်လဲတောင်ထန်းဆောက်နေတာဖြစ်ပါတယ်အခုဒီရက်ထဲမှာဟိုလိုင်းပေါ်မှာအများကြီးပြတ်နေတဲ့သတင်းလေးတစ်ခုပေါ့နော်အဲဒါကလည်းစစ်ကောင်စီ lobby သတင်းဌာနတွေနဲ့စစ်ကောင်စီထောက်ခံသူတွေကနေပြီးတော့သတင်းမှာဖြန့်ထားတဲ့အဲသတင်းတွေပေါ့ အဓိကတော့ဒီကြိုက်သူကိုဖျားဘူးလာတဲ့ဖျားဘူးပြည်သူတွေကို PDF တွေဖမ်းဆီးတဲ့ဆိုတော့မဟုတ်မှန်တဲ့မဟာမန်တဲ့ဒင်းလေးကိုအာဒီအတွက်ကျွန်တော်ပြန်ပြည့်ရှင်းมาဖြစ်ပါတယ်ကျွန်တော်15ရက်နေ့မှာပေါ့15ရက်4လ2025ရက်နေ့မှာညောင်လေးပင်ခန်းနေပြီးတော့ပြစောထီးတွေပါလာတဲ့ကားအဲ့ဒီကားတွေကကျွန်တော်တို့တွေကြိုက်သူမြို့နယ်ကေမွန်ကျောင်းကျေးရွာ กระดะฉောင်းยีตะโกมาရှိနေတယ်กระดะฉောင်းပေါ့เนาะกระดะฉောင်းมาရှိနေတယ်ဆိုတော့သိရတာပေါ့เนาะအဲတရင်အဲရတယ်ပေါ့အဲ့တရင်ရကျွန်တော်တို့ရောက်ခံစီတာဖြစ်တယ်ကျွန်တော်တို့ကိုအနေငယ်ခုခံတာပေါ့เนาะပြည်သူဟိုပြည်စိုတီခေါင်းဆောင်အပါဝင်ပေါ့เนาะပြည်စိုတီအဲချို့ပေါ့လေကျွန်တော်အဲ့ချိန်မှာတော့ကျွန်တော်တို့အကုန်လုံးမသိရသေးဘူးမသိရရဲ့အတွက်တို့ကမိသားစုတွေပါလာတယ်အဲ့သူရဲ့မိသားစုဒီမှာကလေးတွေရောသူတို့ရဲ့မိန်းမတွေပေါ့နော်အဲအဲ့ဒါတွေလည်းပါလာကြတယ်အားလုံးကိုကျွန်တော်တို့အာလုံခြုံရေးကျွန်တော်ခေါ်ရတာပေါ့နော် အာသူ့လုံချုံရေးကိုလုံချုံရေးပေါ့တကယ်တော့ကျွန်တော်အချိန်မှာမိသားစုတွေမဆိုင်တဲ့မိသားစုတွေကိုလည်းကျွန်တော်တို့ပြန်လှုပ်လို့ရတာပေါ့နော်ဒါပေမဲ့ဟိုဘယ်သူကပြည်စောတိအာဘယ်သူကမိသားစုဝင်ဆိုတာမသေးခွဲသေးတဲ့အဖြစ်ကျွန်တော်လက်တော်ကျွန်တော်ခေါ်ဆောင်လာတာဖြစ်တယ်အဲကျွန်တော်လုံချုံတဲ့နေရာရောက်တဲ့အချိန်မှာကျွန်တော်တို့စစ်စေးပေါ်ပေါက်ချက်တွေရပြည်စောတိကအာခေါင်းဆောင်လိုက်မင်းပေါ့နော်အဲ့ဒီပြည်စောတိခေါင်းဆောင်လိုက်မင်းအဲဟိုညောင်လေးပင်ရပေါ့အာသူပါဝင်၅ဦးပေါ့နော်အာသူစနီးနဲ့ ဇဇနီမှတ်ရမင်းပေါ့အဲ့ဒါတွေကိုတော့ကျွန်တော်တို့လက်ရှိဟိုထိမ့်သိမ့်စစ်ဆေးနေစေဖြစ်တာပေါ့နော်ဂျန်နဲ့မိသားစုဝင်တွေကိုတော့ကျွန်တော်တို့ဟို16ရက်6လ2025ရဲ့နေ့မှာကျွန်တော်တို့ကောင်းမွန်စွာကျွေးမွေးဆက်ဆောက်ပြီးတော့ကျွန်တော်တို့ဟိုပြန်လဲလုမြောက်လိုက်ပြီးလုလုပေးလိုက်ပြီးဖြစ်တယ်ပေါ့နော်အဲ့ဒီအတွက်လည်းသူတို့အနေနဲ့ဘေးကင်းလုံခြုံစွာကျွန်တော်တို့တွေကနေအဲလုမြောက်သွားပြီးဖြစ်တာပေါ့နော် ကျွန်တော်တို့အနေနဲ့ကတော့အဲသူတို့နဲ့ ဆိုင်တဲ့ပြည်သူတွေနဲ့ဆိုင်တဲ့မိသားစုဝင်တွေဟာပြည်သူတွေဝင်တွေမဟုတ်ပါဘူး။ဒါကျွန်တော်တို့အနေနဲ့ပြည်သူတွေပဲတတ်မှတ်တယ်။အပြည့်ရှိသူတို့အပြည့်ရှိတဲ့အတိုင်းကျွန်တော်တို့စစ်စေဖော်ထုတ်အရေးယူတော့မှဖြစ်တာပေါ့နော်။အဲဒါတော့လည်းကျွန်တော်ပြည်သူလူထုကိုဟိုချက်ပြတ်ခြင်းဖြစ်ပါတယ်။အဲနောက်တစ်ခုကကျွန်တော်တို့ဒီသူတို့ကိုချက်ချင်းကျွန်တော်မလို့ဆိုတော့ခုနစစောပြောသလိုပေါ့။အဲဘယ်သူလူငယ်တွေပါတယ်လေ။အဲပြည်သူအသက်မပြည့်တာတွေရောပြည့်တာတွေရောဆိုတော့အသက်အပြည့်တဲ့အရကျွန်တော်ရင်းစွဲထုတ်ပြီးတော့စစ်စေတယ်။အဲ့ထဲမှာမှပြည်သူတီးဆိုတာငါ့ဘူးပေါ်ထွက်လာတာပေါ့နော်။အဲကျန်တဲ့ဟာတွေကိုကျွန်တော်ပုံကျွန်တော်လိုက်ပါပြီ။ အဲကျွန်တော်တို့ချက်ချင်းမလို့ဘူးဆိုတော့ယူရချက်ကကျွန်တော်လှုပ်လိုက်တို့လှုပ်လိုက်လို့ကျွန်တော်စစ်ကောင်စီဘက်ကနေပြီးတော့အဲသူတို့ကောင်တစ်ခုခုအန်ဒီပြုတ်ပြီးတော့ကျွန်တော်တို့လှုပ်လိုက်တာပါဆိုပြီးတော့လေသူတို့တရေမာတွေထုတ်လင်းမှာလို့လေအဲစိုးရင်တော့ဗောနော်ဒါမျိုးတွေဖြစ်လာရင်လည်းကျွန်တော်တို့ဘက်ကလည်းအဲသူ့လောသူ့လောပြည်သူတွေအနေနဲ့သူ့လောသူ့လောဟိုအမြင်မျိုးတွေမြင်သွားမှာတော့ကျွန်တော်မလိုလားဘူးဒါကြောင့်မို့ကျွန်တော်တို့ အခဏတက်ကိုထိမ့်သိမ့်ပြီးတော့ကောင်းမှုစွာကျူးစက်ကျူးမှုစွာရှောက်ပြီးမှကျွန်တော်တို့တန်တယ်လွတ်မြောက်လိုက်ပြီးဖြစ်ပါပြန်တယ်လွတ်ပြီးလိုက်ဖြစ်တာပါเนาะအအဓိကအဓိကကျွန်တော်တို့လက်ရှိမှာတော့ကျွန်တော်တို့ဟိုဒီစတိကောင်းသောလှိုင်မင်းနောက်တော့မဲကြီးအချွတ်ချွတ်ဦးနောက်တော့လှိုင်မင်းရဲ့သားမင်းမော်ဦးအနောက်တော့အပတ်တပါเนาะအပတ်တဆိုတော့ကျွန်တော်တို့အကျန်းဖက်အဲနေနေအဖွဲ့ပေါ့ဗျာကျမနေနေအဖွဲ့သိန်းသေး အဲတိန့်ထီပေါ့သူတို့၅ယောက်နဲ့အဲလိုင်မင်းရဲ့မြို့သူမြို့မှတ်ရမင်းတို့ကိုတော့လက်ရှိကျွန်တော်တို့အာဟိုယူစစ်စီတည်ရရှိပါတယ်စစ်စီတုံးပေါ့နော်အများအဖြစ်ကျူးလွန်လာတဲ့ပြစ်မှုတွေလည်းအများကြီးပေါ်လာတာရှိတယ်ပေါ့နော်ရဲရဲဆက်ဆက်ကျူးလွန်လာတဲ့ပြစ်မှုတွေအများကြီးရှိပါတယ်ဒီဟာတွေကိုလည်းကျွန်တော်တို့ပြည်သူလူထုတွေကိုကျွန်တော်တို့မကြခင်မှာအာရှင်းရှင်းလင်းလင်းဖွင့်ဖွင့်လင်းကျွန်တော်ချက်ပြတ်မှာဖြစ်ပါတယ်အခုစစ်ကောင်စီကနေပြီးတော့ကျွန်တော်တို့ကို ဖျားဘူးပြည်သူတွေကိုကျွန်တော်တို့ PDF ကနေပြီးတော့အာဖန်စီခေါ်ဆောင်သွားတယ်ဆိုတော့တည်မဟုတ်ဘူးဆိုတာကိုဒါပြည်သူလူထုကိုဟိုပုံပုံလင်းလင်းနဲ့သိရှိနိုင်အောင်ကျွန်တော်ဒါရောက်ရှင်းပြခြင်းဖြစ်ပါတယ်ခင်ဗျာဆိုတော့ပြည်သူလူအားလုံးကိုစိတ်ကိုရေးချမ်းမှခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေလို့ဆုတောင်းမိပါတယ်ခင်ဗျာ